အဲ့တော့အဲ့ဒါကိုကျွန်တော်တို့ပါခေါ်လဲဆိုတော့အဲ့မှာ stock ဆိုတာအဲ့ဒါ stop ပဲနော်အဲ့တော့ဟာဟုတ်ပြီဆင်ညာကျွန်တော်တမိုင်းနေတော့တမိုင်းနေပြောရန်ရှိသွားမှာ stock ဆိုတာဟုတ်ပြီအဲ့တော့အဲ့တော့ stop ပဲလုံးဝရပေါ်လဲကြားလာပြီဟိုးကျွန်တော်တို့1600ခုနှစ်ဆိုတော့1900စုက Amsterdam မှာနော် Amsterdam မှာစပေါ်တော့သွားလိုက်ရမှာကျွန်တော်ဟောဖြစ်လားအဆင်ပြေသေးလားကျွန်တော်ပြောရင်နားလည်သေးလား ပြောပါဆင်ပြေရဆရာဆင်ပြေပါတယ်ဆရာဟိုအဲ့တော့ကျွန်တော်ကဒီမှာအော်ကျွန်တော်တို့ရင်းနဲ့ဟိုပါရင်းနောက်ပါကျွန်တော်တို့ပါလဲအဲမီယထားကုမ္ပဏီတွေရှိတယ်เนาะတို့ဒါကျွန်တော်တို့ကမှာအန်စတာဒမ်မှာကျွန်တော် dash ပေါ့เนาะ dash တွေအရန်တော်တယ်เนาะသူက dash is india company ဆိုတဲ့ဒီကုမ္ပဏီကဘာလုပ်တာလဲဆိုတော့သူကအဲ့တော့မီယထားပေါ့တာเนาะမီယထားလမ်းနေဖောက်တော့သူကလုပ်ငန်းငွေတွေလိုတာ ငွေတွေလိုတော့ဘာလို့တလဲဆိုတော့သူတို့မထုတ်နိုင်တော့အခုက share တွေထုတ်ရောက်တာเนาะအဲ့တော့ဒီလုပ်ငန်းကအောင်မြင်ခဲ့ရင်ဒီလုပ်ငန်းဝင်ငွေတွေရခဲ့ရင်ခင်ဗျားတို့ကိုကျွန်တော်တို့အမျက်ငွေတွေပေးပါမယ်ဆိုပြီးတော့မှ share တွေထုတ်ရောက်နေအဲ့ဒီကကျွန်တော်တို့စတာပဲเนาะ1600ခုနှစ်မှာကျွန်တော်တို့စတယ်အဲ့တော့1900ကျော်မှာတော့ကျွန်တော်တို့ကမ္ဘာပေါ်မှာအခုအကြီးဆုံးအာ stock exchange ကြီးတစ်ခုဖြစ်တယ်ကျွန်တော်တို့ New York Exchange ဆိုတာကြီးစတယ် NYSE ဆိုတာကြီးကျွန်တော်စတယ်ကျွန်တော်1900 something ပဲ เนาะไอ้ตรงนั้นก็တို့ไอ้ตรงนั้นก็บาลุจ่าเลยสรอกสต็อกดีนิวยอร์กเอ็กซ์เชนจ์ยုံးมาสต็อกดิลิสต์หลุดเลยเนาะสต็อกดิลิสต์ลิสต์หลุดไปแล้วมาบาลุเลยสรอกอ่าเวอร์ชันเนี่ยตัวย้อมเนี่ยตัวไอ้มาตั้วเวอร์จ่าย้อมจ่าเลยဟာငါကျွန်တော်ဒီ Apple ရဲ့ stock ဝယ်ခြင်းနဲ့ဘလောက်နဲ့ဝယ်မှာလဲ100နဲ့ဝယ်မယ်200နဲ့ဝယ်မယ်အဲ့လိုမျိုးကျွန်တော်တို့ခေါ်တာပါလား trading pit လို့ခေါ်တာပါအဲ့လိုမျိုး floor အကျမ်းမြင့်ကြီးပေါ်မှာကျွန်တော်တို့ Wall Street လာအကျမ်းမြင့်ကြီးပေါ်မှာကျွန်တော်တို့ရောင်းချဝယ်ကြတာအဲ့ဒီခေတ်တုန်းကဒီခေတ်ကျတော့သွားကြရလူသေးလား New York ကို မလိုတော့ပါဘူးမလိုပါဘူးခင်ဗျာဆရာသွားလို့လည်းမရသွားခြင်းလည်းမရတော့เนาะသွားခြင်းလည်းမရတော့တိတ်ကူးလေးပါပဲဖြစ်သွားပြီเนาะဟုတ်ပါတော့โอเคအဲ့တော့ကျွန်တော်တို့ online ပေါ်မှာ phone လုံးနဲ့ trade လို့ရပြီ trade sorry เนาะ trade မဟုတ်เนาะ phone တစ်လုံးနဲ့ investment လုပ်လို့ရပြီကျွန်တော်တို့ကရပါတယ်အဲ့တော့အဲ့တော့အာဟုတ်ပြီဆင်ញင်ကျွန်တော်တို့မြန်မာပြည်မှာလည်း trade နေကြအလုပ်နေကြတာပဲဟဲ့လားเนาะဝယ်ဝယ်ပြီးတော့ရောင်းနေရောင်းပြီးတော့ဝယ်တယ်အဲ့ဒါလုပ်ကြတယ်အဲ့ဒါပါကြီးလဲ trading trading ရာနော် trading နော် trading ကျွန်တော်တို့ trading ကိုမကြောက်ကြပါဘူးနော်ကျွန်တော်တို့ trading ကကျွန်တော်တို့ကကျွန်တော်နဲ့တွေ့ရတဲ့လူတွေကတော့ trading ကရှုံးကြတာများတယ်ရှုံးကြတာများတယ်ပြီးတော့သူက passive income လည်းမဟုတ်ဘူးထိုင်ပြီးတော့ day trade တွေ time trade လုပ်နေရတာရှိတယ်ကျွန်တော်အခုတော့ဒီနောက်နောက်ပိုင်းတော့ပေါ်လာ system တွေတော့ရှိတယ်ဒါပေမဲ့ကျွန်တော်လည်းတော်တော်သိစိတ်ဝင်စားအောင်သူ emotion နဲ့ဆိုင်နေနော်စိတ်ကအော်ဘယ်လိုခေါ်လောဘတွေတက်လာတော့ဝင်စားလိုက်တော့ နော်အဲ့တော့ဟာကြောက်တဲ့တွေဝင်လိုက်ရောင်းချလိုက်တာပဲဒါမျိုးတွေကျွန်တော်တို့ရှိတယ်ပေါ့နော်ပြီးတော့ခုနကကျွန်တော်ပြောတယ်လေကျွန်တော်ပြောတယ်အဲ့တော့ institution ကြီးတွေရှိတယ် financial institution ကြီးတွေရှိတယ်ဒါပေါ်တော့အခုဒီမှာရှိတဲ့သူတွေကအာကျွန်တော်တို့အသက်အာမခံကြီးအသက်အာမခံကျွန်တော်တို့ယူလိုက်တယ်လားစင်ငွေတွေပေးနေရတယ်အဲ့ဒီငွေတွေခုနကကျွန်တော်ပြောအာမခံကုန်ပြီဒီတိုင်းကြီးကင်ထားမယ်လို့ထင်တာဒါမှမဟုတ်သူတို့ပညာရှင်တွေနဲ့ပေါင်းပြီးတော့ trading တွေလုပ်နေမယ်လို့ထင်တာ trade လုပ်နေတယ်လို့ထင်ပါတယ် investment လုပ်နေမယ်လို့ထင်တယ်ဗျာလုပ်မှာတို့ကအဲ့ဒီပညာရှင်ကြီးတွေ trading ပညာရှင်ကြီးတွေ ਨੇ ကျွန်တော် ਨੇ trade လုပ်ကြမှာဆိုဘယ်သူကမြတ်မယ်ဘယ်သူကရုံးမလဲပညာရှင်ကြီးမြတ်မှာပညာရှင်ကြီးတွေလေကျွန်တော်ကျွန်တော်လက်ထဲမှာဒေါ်လာလေးတစ်ထောင်ရှိလို့ကျွန်တော်ကနော်ယူကြောင်မူကြောင်နဲ့ထားပြီးတော့ကျွန်တော်ကိုကျွန်တော်ပြောတာသူကမပြောတော့ trade လို့တရှုံးမှာပေါ့ဟိုမှာနော်ဘောလုံးအသင်းကတကယ်မန်ချက်စတာယူနိုက်တက်တဲ့ အကောင်းစားတွေကြီးပဲအဲ့ဒါကျွန်တော်တို့ရက်ကွာထက် ground ကြိုက်ပြီးဆက်တရောင်းနဲ့သွားကံဘယ်လိုဘယ်လိုနိုင်မလဲစဉ်းစားကြည့်လေဟုတ်တယ်မလားကျွန်တော်ပြောတာဆိုတော့အဲ့ဒါလေးကျွန်တော်တို့ရှိတယ်ဟုတ်ကဲ့ system ရှိပါတယ်ဆရာ system ရှိတယ် okay နော်ရတယ်ကျွန်တော် trader ကြီးလည်းပါလိမ့်မယ်နော်ကျွန်တော်ကျွန်တော်ဒါကျွန်တော်ခံယူချက်ကိုကျွန်တော်ပြောရအောင်နော်အိုကေကို trader ကိုဇက်တို့နော်ကိုဇက်တို့ sorry ပါနော်ကျွန်တော်ဒီမှာ okay နောက်ပိုင်းမှာကျွန်တော် trading နဲ့ပတ်သက်တာလေးလည်းကျွန်တော်ဟိုဖြစ်ကြတာပါနော်အဲ့တော့ကျွန်တော်က trading တွေပါလဲဆိုတော့ เนาะအဲ့တော့ investing ဆိုတာကျွန်တော်ပြောတာဆိုတော့ put money in to get a return เนาะငွေတွေကျွန်တော်ထည့်ပြီး return ရဖို့အတွက်ကျွန်တော်တို့စောင့်နေမသူကပေါ့ဆို long term ကိုပဲသွားတာ long term နော်အဲ့တော့ဘာလုပ်တာလဲဆိုတော့ focusing based on objective information သတင်းချက်လက်တွေကိုခြေခံပြီးတော့မှ focus လုပ်ပြီးတော့မှသူကရည်ရှိအတွက်ကိုကျွန်တော်တို့စဉ်းစားတာပေါ့နော်အဲ့တော့ trading ကတော့ဘာလဲဆိုတော့ buying and selling securities ကျွန်တော်ပြောတာဒါဟိုပါပဲပြောတာနော်ကျွန်တော်လောလောဆယ်တော့ အာ stock ပဲထားပါ stock အကြောင်းကိုကျွန်တော်ပြောတယ်ဆိုတော့ stock ကလည်း trading လုပ်လို့ရတယ်နော် trading လုပ်လို့ရတယ်အဲတို့တို့ဒီဘာခေါ်မလဲ investment တွေလုပ်လို့ရတယ်အဲ့တော့သူကကျတော့ဘာလုပ်ကြလဲဆိုတော့ buying and selling နော်ခုနကကျွန်တော်တို့က investment ကျတော့ buying and holding ဝယ်ပြီးကြိုက်ထားမှာသူကနော်10နှစ်15နှစ်9နှစ်ဒီလိုအချိန် မှာတို့ကျွန်တော်ခဏလေးပါနော်ပြီးခဏလေးကျွန်တော်ရှင်းပြချက်လေးတွေလည်းကျွန်တော်ပါ ဲ့တော့ तू ကပါလို့ဆိုမြင်မြင်လို့ရတယ်နော်မြင်မြင်ရောင်းတော့ဝယ်တယ်မြင်မြင်လို့ရတယ် system လည်းရှိတယ်အဲ့တော့ကျွန်တော်ကပါလို့လား तू ကကြတော့ခုလိုတော့ actively ဖြစ်ပြနေတဲ့ပုံမှာအခြေခံပြီးတော့အာယုံစိုက်ပြီးလုံးလုံးကြာနော်အဲ့တက်ကြတယ်နေမိတယ် gambling ကတော့ကျွန်တော်ရှင်းပါတယ်အဲ့တော့ကျွန်တော်သူတို့တစ်ခုလေးမြန်တစ်ချက်ပေးလိုက်ရင်တရားမြန်ပြန်ရမလားဆိုတော့မျောလင်းချက်ကလေးနဲ့လုံးလုံးတယ်မသေးကြဘူးနော်အဲ့တော့ overnight money ညတွင်းချင်းရတဲ့ငွေကိုလိုချင်တယ်အဲ့တော့ require lack လို့ခေါ်တဲ့ ကံတရားလဲလို့တယ်ဒါပေမဲ့ကျွန်တော်ထင်တယ်ကံတရားကတော့အဲ့လောက်ကြီးထင်မပါလာဘူးလားဗောနော်အခုကျွန်တော်ကျွန်တော်ဒီနေ့ကျွန်တော်ဘန်ကောက်ကိုသွားတယ်သွားတော့ကျွန်တော်ကျွန်တော်စာလေးတင်ထားလူငယ်လေးတယောက်ကျွန်တော်လာပြီးတော့မှထိုင်ကြော့တယ်ဆရာသူသူသူဒီ slot game တွေငါးပြည့် game တွေဆော့တယ်လေကျွန်တော်ဘတ်တန်းနဲ့လေးသိန်းကျွန်တော်ဆုံးသွားတယ်ကိုကိုတက်သေးဘူးကြိုးစားတဲ့ချိန်မှာနောက်ကျွန်တော်တရားတွေလည်းနားလေနားတယ်တဲ့လူတွေနဲ့လည်းစကားပြောကြည့်တယ်မရဘူးတဲ့အဲ့တော့ဒါပေမဲ့ဆရာညံရဲ့ဗီဒီယိုလေးတစ်ပုဒ်ကျွန်တော်ကြည့်လိုက်မိတဲ့ချိန်မှာ ကျွန်တော်ပြောင်းသွားတယ်တဲ့ကျွန်တော်သူကျွန်တော်ရွှေ့နေရလားဟုတ်မဟုတ်လဲကျွန်တော်သူကြည်သေးတယ်เนาะအဲတကယ်သူသူခံစားချက်နဲ့ပြောနေတာဖြစ်တဲ့တော့ကျွန်တော်လက်ခံလိုက်တယ်အဲ့တော့ slot game တွေပါနေတာလေကျွန်တော်ထင်တယ် it totally bullshit ပဲเนาะမလုပ်ကြပါနဲ့အញ្ញမ်းအန်နေများပါတယ်เนาะဆိုတော့ okay အဲ့တော့ကျွန်တော်တို့ကဒါဒီ trading နဲ့ကျွန်တော်တို့ဟလာဒီ kwa cha တဲ့အချက်ပါ trading ရယ် investing ရယ် gambling ရယ်ကျွန်တော်တို့ kwa cha တဲ့အချက်ဖြစ်ပါတယ်เนาะအဲ့တော့ဟုတ်ပြီကျွန်တော်တို့က လာပြီเนาะရှင်းဒီမျိုးနံမှုတွေလုတ်တဲ့အခါမှာเนาะအဲ့တော့ကျွန်တော် investment ဆိုရင်တော့ဒါလေးတွေပဲကျွန်တော်ပြောခြင်းတယ်အဲ့တော့တို့တို့ကရှင်းဒီမျိုးနံမှုတွေလုတ်ပြီးဆိုလို့ရှိရင်เนาะအဲ့တော့တို့တို့က SS class เนาะ SS class ဆိုတော့ကိုယ့်ငွေရှာပြငွေပြန်ရှာပေးနိုင်တဲ့ class တွေရှိတယ်เนาะအဲ့ဒီမှာကျွန်တော် class ဘယ်နှမျိုးရှိလဲကြည့်အောင်ဘယ်နှမျိုးရှိလဲဒါကျွန်တော် Google ထဲကတောင်းထားတာကျွန်တော်ရေးထားတာမဟုတ်ဘူး Google ထဲမှာထားကြည့်လို့4မျိုးပေါ့4မျိုးစ4မျိုးပါ လေးမျိုးရှိတယ်နံပါတ်1နံပါတ်1ဒီပါလဲ cash 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 ဖြစ်တယ်တော့ cash ဖြစ်တယ် cash နောက်တစ်ခုကတော့တို့ဘာလဲဆိုတော့ liquidity နောက်တစ်ခုကတော့ကျွန်တော်ဘာလဲဆိုတော့ fixed income fixed income ဟောပြီးတော့အနေဆုံးเนาะအနေဆုံး class ကဘာလဲဆိုတော့ alternative investment

မြေကြီးရယ်ဒါပဲဒေါ်လာဒေါ်လာတော့ကျွန်တော်မစုကြအောင်လေရွှေရွှေရယ်မြေကြီးရယ်ပဲကျွန်တော်တို့စုကြတယ်ကောင်းပါလေသို့တော်ကျွန်တော်တို့ကမြေကြီးကစိတ်ဝင်လို့မရဟုတ်တယ်ဟုတ်မြေကြီးဝင်မယ်ဆိုလို့ချင်းစိတ်စိတ်ကျွန်တော်တို့သိန်း100ပဲလက်ထဲမှာရှိတယ်ဒါပေမဲ့ကျွန်တော်နေရာကောင်းမြေကြီးသိန်းတသောနဲ့မြေကြီးတဲ့ကျွန်တော်ကအပိုင်းဝယ်ခြင်းနဲ့မရအောင်မဖြစ်နိုင်ဟာမဟုတ်ဘူးကျွန်တော်ကိုယ့်ရဲ့မြေကြီးကိုဝယ်လိုက်တယ်အဲ့မြေကြီးကိုပြန်ရောင်းခြင်းနဲ့ မြင်မြင်မထွက်ဘူး။ငွေငွေမပေါ်လို့မထွက်ဘူး။အဲရောင်းမရအောင်။အဲ့ဒါကိုကျွန်တော်တို့ပါမလို့ဟုတ်တယ်ကျွန်တော်အင်္ဂလိပ်လိုခေါ်တော့ illiquid လို့ခေါ်တယ် liquid မဖြစ်တာပေါ့နော်ငွေသားအေးဖြော်လို့မလွယ်တာ illiquid လို့ခေါ်တယ် illiquid အမေတို့ကကျွန်တော်ရေရှည်တော့ရေရှည်ထားရင်တော့ငွေတွေအတက်မှာပေါ့နော် interest တွေရှိမှာပေါ့နော် interest တွေရှိမှာပေါ့သို့တော့ကျွန်တော်တို့ကစမပြေဘူးဟုတ်ပြီအဲ့ဒါရွှေဝဲမယ် နော်နောက်ထပ် asset alternative asset ဖြစ်ရှုရမယ်နော်ရှုရမယ်ဆိုရင်လည်းရောင်းရတာတော့ကျွန်တော်တို့ရောင်းရတာလွယ်တယ်ဟုတ်တယ်ဟုတ် liquid ဖြစ်တယ်တိုးတော်ကျွန်တော်တို့မြေလောက်ဈေးတက်မတက်မတက်ပါဘူးမတက်ဘူးကျတော့ဈေးမတက်ဘူးနော်ဟုတ်တယ်အဲ့တော့ကျွန်တော်တို့ကပြီးတော့ချွေရတကြက်သားတကြက်သားဝယ်ထားရင်နှစ်ကြက်သားဖြစ်လာ ဖြစ်ပါဦးဖြစ်ပါဦးဖြစ်ပါဦးဆရာဖြစ်ဘူးလေเนาะကျွန်တော်တို့ကဟိုဖြစ်ပါမဖြစ်ဘူးဆရာကျွန်တော်ကကျွန်တော်တို့ဟိုဘိုးဘွားအောင်တို့ခေတုံးကတော့တစ်လုံးဖြတ်နှလုံးပေါ်တယ်တော့ကြောက်ဘူးလားဘိုးဘွားအောင်ခေါ်ပြီးတော့ကျွန်တော်တို့ရွှေတစ်ချက်သားနဲ့တစ်ချက်သားလိုခိုင်းလိုက်ရမလားပေါ့နော်အဲ့တော့ကျွန်တော်ကျွန်တော်တို့ကျွန်တော်အဲ့တော့တစ်လုံးလိုတယ်ဆရာတစ်လုံးလိုတယ်เนาะโอเคတုံကျွေးရလည်းစိတ်မချအောင်တခုတည်းများလည်းကြောက်သေးတယ်เนาะအဲ့ကျွန်တော်ဟိုပါပြောကျွန်တော်တကယ်ကြီးစသလို့မင်းတို့ငါအရင်လာရင်ရွှေတွေငွေတွေဘွက်မလာနဲ့ ဘောက်လို့တော့ဆိုငါခိုးတဲ့လူပေါ့နော်ငါစိတ်မချရဘူးโอเคအဲ့တော့ဒီမှာတော့မရှာနေပေါ့မင်းတို့ပြည်စည်းပြောင်းရင်ငါငါစီမှာမရှိတယ်ပေါ့โอเคအဲ့တော့ကျွန်တော်တို့ကဟုတ်ပြီအဲ့ရွှေလိုလေတံမိုးကြီးတံမိုးတက်မယ်เนาะအဲ့တော့မြေကြီးလိုလေ sorry မြေကြီးလိုလေတံမိုးတက်မယ်ရွှေလိုလေရောင်းရတာလွယ်မယ့်အရာဆိုရင်တော့ကျွန်တော်ပြောနိုင်တာတခုဒါပဲဒါပဲဘာကြီးလဲဆိုတော့ stop stop ပဲ stop ပဲကျွန်တော်တို့ပဲ လိုမှတ်ထားလို့ရပါတယ်အဲ့တော့ဒီမှာစာဖတ်ကြည့်မယ်ဆိုလို့ရှိရင် stock နော် stock လို့လည်းခေါ်တယ်တဲ့ equity လို့လည်းခေါ်တယ်တဲ့ security လို့လည်းခေါ်တယ်တဲ့အဲ့ဒါကဘာလဲဆိုတော့ကျွန်တော်တို့လုပ်ငန်းစုတွေရဲ့ပိုင်ဆိုင်မှုတွေကို represent လုပ်တဲ့ရည်ညွှန်းတဲ့အရာကိုကျွန်တော်တို့ stock လို့ခေါ်ရတယ်နော်အဲ့တော့ stock လို့ခေါ်တယ်